ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကနေကလေးလောင်းတလောင်းအပအဝင်၄လောင်းထပ်မံတွေ့ရှိခဲ့ပြီးအလောင်းတွေဇက်တိုက် တွေ့ရှိလာရတယ်လို့သိရပါဗျ။ April 5ရက်မှာမြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီနဲ့ Blue Sky Rescue အဖွဲ့တို့ကပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာရှာဖွေမှုတွေဆောင်ရွက်ခဲ့တာပါ။ April 5ရက်မိုးလယ်3နာရီအထိကလေးလောင်းတလောင်းအပအဝင်တည်ဆုံးသူ၄ဦးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခု၃နာရီအထိလေးလောင်းတွေ့တယ်ကလေးလောင်းတစ်လောင်းလဲပါတယ်ရှောက်ဖွေတာကမပြီးသေးဘူးထပ်တွေ့ရနိုင်တဲ့သဘောရှိတယ်လို့ ပြိုကျခဲ့တဲ့ Sky Villa Condo ရှာဖွေရေးမှာပါဝင်သူတဦးကပြောပါရယ်အဆိုပါ Sky Villa Condo မှာရှာဖွေကိစ္စရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံလူမှုကိစ္စရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကထုတ်ပြန်ထားပါရယ်ဧပြီလ၄ရက်ကလည်းအဆိုပါပြောကြားခဲ့တဲ့ကွန်ဒိုကနေအမျိုးသမီး၃ဦးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အလားတူဧပြီလ၃ရက်ကလည်းကလင်းငယ်တုံးနဲ့အမျိုးသမီး၅ဦးရဲ့ရုံအလောင်းတွေဧပြီလ၂ရက်ကအမျိုးသား၃ဦးနဲ့ အမျိုးသမီး9ဦးတို့ရဲ့ရုံလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးဧပြီ1ရက်ကအမျိုးသား10ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း15ဦးတို့ရဲ့ရုံလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျာ။